ဒီပေကျွန်တော်တို့အားလုံးရဲ့အောင်မြင်မှု We are one We are the one တော်ရဲခုနစားပေါဝင်ပြီးမြမရိုးရလောဝိစီမင်းအတိုင်းကစားကြတဲ့ လဝိတ် Nation Fight ပွဲကိုဇွန်လ25ရက်နေ့ကတင်ပြလဝိတ်ရုံမှာပြုလုပ်ခဲ့ပါတယ်။မြန်မာချင်းချင်းရှင်ပိုင်ထိုးတက်ကြတဲ့တွဲဆိုင်၂ဆိုင်လုံးတည်ကြခဲ့တယ်လို့နိုင်ငံတကာနဲ့ထိုးတဲ့တွဲဆိုင်၅ဆိုင်မှာတော့ကရင်လေးမြန်မာ၊လိုင်ဖီးယားကမ္ဘောဒီးယား၊မိုင်ယိုင်းလေးမြန်မာတို့ကနိုင်ရရှိခဲ့ပြီးချန်တဲ့ပွဲတွေတည်ကြခဲ့ပါတယ်။ဒီပွဲကိုကချင်လူမျိုး MMA ကစားသမားအွန်လိုင်းအဆန်လဲလာရောက်အားပေးခဲ့ပါတယ်။ဒီနေ့ပွဲကိုလည်းရောက်ချီးကျူးခဲ့တဲ့အလမဲကွန်ကြီးအေဂျော်ကတော့တချို့မြန်မာလောက်ဝိတ်သမားတွေအတွက်အမလို့အမရဖြစ်ခဲ့တယ်လို့ပြောပြီ ပြိုင်မဲ့ပေါ်အခုလိုတုံးတက်ခဲ့ပါတယ်လည်းရတော့ကောင်းနေတော့ဒီနည်းနည်းလေးအမှုအမှန်ပြည်တော့ကိုမြန်မာကိုဟိုတခြားနိုင်ငံအားဟာတွေကလေအများရန်သိကျင်ကြတယ်ဟိုဂုံယုံမြန်မာတွေကကြောက်ခွေးရှိမှထပ်ပြီးလေ့ကျင့်သူဖြစ်နေရောဘယ်နည်းနည်းလေးဟိုအများရန်သူတို့လိုမျိုးတော့ရှောက်ဟို training ရောက်ရှင်ထားမယ်လို့ရှင်ပုံောင်းတာပေါ့နော်ဘယ်တော့ခွေးရှိရင်အတန်းတန်းနေပြန်ထားလေ့ကျင့်ကြရမှနည်းနည်းပြန်နေသွားဟိုတခြားစီမှာကြတော့အဲ့လိုမျိုးမဟုတ်ပဲတော့ရှောက်လေ့ကျင့်တော့ရှောက်ဟို training တော့ရှောက်ဝေးခွေးရှိရင်ပိုလေ့ကျင့်ပုံစား ဒီလဝိပ်ပွဲမှာတော့နမဲကျော်လဝိပ်ကစားသမားဖြစ်တဲ့စောကောင်မူတုနဲ့ထိုင်းကစားသမားပရက်စမွေတို့ထိုးတဲ့ပွဲမှာငါးကြိမ်နဲ့အသေးကြခဲ့ပြီးချစ်ကပတ်ချန်ပီယံချယ်ဆင်ဖြိုးနဲ့ထိုင်းကစားသမားဒန်ဖိုဆိုင်းတို့ထိုးတဲ့ပွဲကလည်းသေးကြခဲ့ပါတယ်။ချစ်ကပတ်နှစ်ခုချန်ပီယံမိုင်းယားလေးကတော့ဥဘက်ကစ္စတန်ချစ်ကပတ်ငါးခုချန်ပီယံတိုလာဘိတ်ကိုလေးကြိမ်မြောက်မှာအလဲထိုးနိုင်ရရှိခဲ့တယ်လို့ထိုင်းနိုင်ငံမှာကြော်ကြားအောင်မြင်နေတဲ့မြန်မာလူမျိုးကစားသမားကင်းလေးကလည်းမွေထိုင်းကစားသမားဘွန်နန်တိဘတ်တို့ကိုပရမအချီမှာပဲလဲထိုးနိုင်ုံခဲ့ပါတယ်။ နိုင်ငံကလက်မိတ်သမားတွေပါဝင်ထိုးတက်ခဲ့တဲ့ဒီဘက်ကိုလာရောက်ကြည့်ရှုခဲ့တဲ့မြန်မာပြည်သက်တွေကတော့အခုလိုသုံးသပ်ခဲ့ကြပါဗျ။အပွဲဆုံးအားရေကုန်ရေကန်တကယ်ဟိုဘောနော်ဟိုဒီထိုးကြတဲ့ပွဲတော့တစ်ခုတစ်ယောက်နဲ့တစ်ယောက်စက္ကန့်ပိုင်းတော့အလုံးမပေးဘူးအဲ့လိုလိုကြည့်ရတဲ့အခါကျတော့ပိတ်သက်နေနဲ့လည်းအများစိတ်လုံးရှားတယ်တော့အပြရလည်းအဲ့လိုမျိုးဟာမျိုးပွဲကိုပို့ပြီးအားပေးခြင်းတယ်ညများအားပြီးတော့လက်ဝဲသမားတွေပို့ပြီးတော့ထောက်ပံ့ပေးတဲ့အားရှိတယ်အနည်းဆုံးတော့သူတို့တွေ ားတစ်ခုဖြစ်သွားတာပါတမဲအတွက်လက်မှတ်ခါတွေကိုတော့အနည်းဆုံး9000ကျက်ကနေရောင်းချခဲ့တာဖြစ်ပြီးဒီဘက်ကတော့ SNG Group နဲ့ Modern Myanmar TV တို့ပူးပေါင်းစီစဉ်ခဲ့ကြတာဖြစ်ပါတယ်။မြမယူကလောရေအောင်မြင်ဖို့အတွက်နိုင်ငံခြားကစားသမားတွေဈေးကြီးပေးခေါ်ယူရလို့ကုန်ကြစိတ်မြန်မာနေပြီးထင်သလောက်ဝင်ငွေပြန်မရတာကြောင့်ဘွယ်စင်စင်သူတွေအခက်တွေ့နေရတယ်လို့ဆိုလာသူကဦးဆိုင်စောစောပါ။ဈေးကြီးပေးလို့နိုင်ငံခြားလုပ်ငန်းတွေခေါ်ရတယ် ဝါးတဲ့ခါကျတော့ဥပ္ပံကိုကြားသိတယ်အဲ့တော့ဥပ္ပံလောလောဆယ်ဥပ္ပံကပြန်ဝင်ဝင်ကြတော့ဥပ္ပံကိုတော့တိုးတဲ့စပွန်သာအဖွဲ့ကနည်းနည်းရတယ်ဒါပေမဲ့အဓိကဥပ္ပံမရသေးတာရုပ်တံလိုင်းနေတာဆိုတော့ဆက်ဆက်ဥပ္ပံလက်မှတ်ရောင်းတဲ့ပုံစံမျိုးအဲ့တော့ဘေးတဲ့ညာဥပ္ပံကလည်းအားပေးတဲ့ညာလုံမာလာကြည့်ပြီးတော့အားပေးမှဥပ္ပံဆင်ပြီးတော့